စကိုင်းတိုင်းနဲ့မန္တလေးဒေသတွေမှာနေ့အပူချိန်တွေ50ဒီဂရီဆဲဆီယက်ခန့်အထိမြင့်တက်လာနိုင်သလိုကံယိုနန်းဒေသတွေမှာလည်းလေပြင်းတိုက်ဖို့နဲ့မိုးများနိုင်တဲ့ဒေသတွေလည်းရှိတယ်လို့ဆိုပါရယ်။မကွေးတိုင်းမြောက်ပိုင်းဒေသချုံနဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းဒေသချုံမှာမိုးနဲ့ငင်ရွာနိုင်ပါရယ်။ လာမဲ့ပတ်ထဲမှာ နေပူချိန်တွေမြင့်တက်လာပြီးခင်းလွန်ရောင်ကြီးညွန်ကိန်းတွေမြင့်တက်လာနိုင်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံအလဲပိုင်းမကွေးတိုင်းစကိုင်းတိုင်းနဲ့မန္တလေးဒေသတွေမှာနေပူချိန်တွေ50ဒီဂရီဆဲဆီယက်အခန့်အထိ မြင့်တက်လာနိုင်သလိုရန်လွန်ရောင်ကြီးညွန်ကိန်းတွေဟာအေရီတိုင်းရန်ကုန်တိုင်းတနင်္လာရီတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ကယားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာနနက်7နာရီမှနေ့လယ်2နာရီခန့်အထိမြင့်တက်နေနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။လာမယ့်အပတ် ဧပြီ16ရက်မှ25ရက်အထိ9ရက်တာကာလအတွင်းရန်ကုန်ကံယူတန်းအပါဝင်ကံယူတန်းဒေသတွေမှာလည်းလေပြင်းတိုက်ဖို့နဲ့မိုးများနိုင်တဲ့ဒေသတွေလည်းရှိတယ်လို့ဆိုပါရယ်အချင်းပြည်နယ်သခိုင်းတိုင်းထပ်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာမိုးတင်းတင်းမှမိုးများနိုင်ပြီးမကွေးတိုင်းမြောက်ပိုင်းဒေသချုပ်နဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းဒေသချုပ်မှာမိုးနဲ့ငင်ရွာနိုင်ပါတယ် မကွေးတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်ကောင်စီဒေသအချို့မှာအနောက်ဘက်မှလေပြင်းတနာရီ -10 ခန့်တိုက်ခတ်နိုင်ပြီး ARD မြို့ဝကျွန်းပေါ်ဒေသကိုးတိုင်းနောက်ပိုင်းနဲ့ရန်ကုန်တောင်ပိုင်းကံယူရန်အနီးကဒေသအချို့မှာလည်းအနောက်ဘက်နဲ့အနောက်တောင်ဘက်မှလေပြင်းတနာရီ15မိုင်နဲ့20 -10 ခန့်တိုက်ခတ်နိုင်တယ်လို့ဝိလိဝဒပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။